အခုတလောရွှေစည်းတွေတအားတက်နေတယ်ဆိုတော့ဒီတက်တဲ့သူများတွေလိုရွှေဆွဲကျိုးရွှေလက်ကောက်လက်လှလေးတွေမဝတ်နိုင်တော့ဘူးထင်တယ်လို့သွေးနေတယ်ကိုကိုမမတို့အတွက်ဝမ်းမနေပါနဲ့လို့ဒီနေ့ကနှုံရွေးချိတ်စရာလမ်းလေးတစ်ခုလာပြောပြမယ်ဗီဒီယိုတော့စုံအောင်ကြည့်နော် အခုနောင်တော်ဝပြထားတဲ့ဝမ်းဆက်လလလေးတွေကအကုန်လုံးရွှေမဟုတ်ဘူးနော် သူကအခုခေတ်လူငယ်တွေအရန်ခေတ်စားနေကြတဲ့ငွေထယ်တွေကိုအပြင်ဘက်ကနေရွှေချထားတာပဲဖြစ်တယ်ရှင့် ို့အထဲကကြတော့ငွေစစ်စစ်နဲ့အပြင်ဘက်ကကြတော့ရွှေစစ်စစ်ကိုတုံးထားပါရဲ့ရှင်ခန်းစားချက်ကကြတော့ရွှေဝတ်ထားတယ်လို့ပဲပေါ့နော်ဒါမဲ့ပူပြီးတော့အကျန်းခန့်တယ်အယောင်လည်းမကျွတ်လွယ်ဘူးပေါ့နော်ရွှေနဲ့ဆိုင်လို့ရှိရင်ဈေးနှုန်းကအဆမတန်ပူပြီးတက်တာပါတယ်အဲ့တော့အကုန်ကျတက်တာပြီး accessories လက်လက်လေးတွေဝတ်လို့ရပြီပေါ့နော်နောက်တော့သူ့ design လေးတွေကိုအရန်သဘောကျတယ် ပြီးတော့သူကငွေဆိုပေမဲ့လေအယောင်ကတော့တအားလာတယ်ဆိုင်ရှင်က၃နှစ်လောက်အယောင်မပြောင်းလဲပဲအကျန်းခံဖို့လို့ရတယ်လို့ပြောတာပေါ့နော်ဒါပေမဲ့အမိုက်ဆုံးကကိုယ်ဝယ်သွားလို့အယောင်ကွက်သွားတာတခုခုပြဿနာတက်တာရှိရင်ဆိုင်ဖက်ကအမြဲပြန်လဲဖြုတ်ပြင်ပေးတယ်ဝန်ဆောင်မှုရှိပါတယ်ရှင်ရွေးချယ်စရာဒီဇိုင်းတွေဆိုရင်လည်းအစမ်းတွေအများများပါတယ်အကြီးအသေးကစ ွေးကျူးဆွဲတီးနကက်လက်ဆွတ်တွေဆိုရင်လည်းအစုံပဲယောက်ျားလေးမိန်းကလေးလူကြီးလူငယ်အတွက်စိတ်ကြိုက်ရွေးလို့ရပါတယ်နော်နေ့စဉ်ဝတ်ဖို့အတွက်လားပွဲတက်ဖို့လားဒါမှမဟုတ်ကိုချစ်တဲ့သူအတွက်အမတရားလက်ဆောင်အဖြစ်ပေးချင်တာလားအကုန်တင့်တော်ပါတယ်နော်ဆိုင်လေးစာကတော့တချီလေးမျိုးဟုန်ချင်ကုံတိုက်မှာဖွင့်လှစ်ထားတဲ့ရှန်ကန်ဂျိုလျော့ဖူလဝိယတနာဆိုင်ပဲဖြစ်ပါရဲ့ရှင် အော်မပြီးသေးဘူးစိုင်ထဲမှာငွေထည်တွေပဲရှိတာမဟုတ်ဘူးနော်ရွှေစစ်စစ်99တတမ99ရွှေဖြူ platinum စိမ့်ကြောက်စိမ့်နဲ့တခြားကြောက်မြင့်ရတနာတွေရော brand လက်ပနာကြီးတွေမျိုးစုံရောရှိသေးတယ်နော်ဒါပေမဲ့နောက်ဗီဒီယိုမှာပဲဒီထက်အစုံလာပြမယ်ပေါ့နော်ဒီဗီဒီယိုတော့ဒီလောက်ပဲအဆုံးတက်လိုက်ပါမယ်ရှင်။နောက်ဗီဒီယိုစောင့်ကြည့်ပေးကြပါအောင်နော်။ Bye bye ။